မင်္ဂလာပါခင်ဗျာဆရာငယ်ပါခင်ဗျာနော်ဇာတ်ကဒီနေ့မှာတော့2025ခုနှစ်အောက်တိုဘာလ12ရက်ကနေပြီးတော့20ရက်နေ့အထိအင်္ဂါသာသမီမိတ်ဆွေတွေကတပတ်စာလို့ဒါတော့ ਨੇ ကံကြမ္မာဟောကြားပြီးမှာဖြစ်တဲ့အတွက်အင်္ဂါသာသမီမိတ်ဆွေအဆက်ဆက်ရရအစီအပြီးအောင်ရကြပါစီလို့ဆရာကမေတ္တာကိုဟောကြားလိုက်ပါတယ်ခင်ဗျာ2025ခုနှစ်12ရက်ကနေလောက်တုန်းအထိမိတ်ဆွေအင်္ဂါသာသမီတွေရဲ့အာယုပြုမိတ်ဆွေတို့ရဲ့ရင်ထဲမှာလက်ရှိမှာကိုကိုကိုစိတ်တိုင်းမကြခြင်းမျိုးတွေအားမရခြင်းမျိုးတွေကြုံတွေ့နေရတာမျိုးငါတိထပ်ပူလုံးနိုင်ရမှာလို့စိတ်ကူးတွေရရှိနေတာမျိုး ငါကငါတော်တော်အသုံးမချပါလားငါတော်တော်ညံ့ပါလားဆိုပြီးကိုကိုကိုနဂရစ်ဆန်တွေတွေးခေါ်နေတာမျိုးတွေကိုကိုကိုယင်ထဲမှာအမားတွေကိုပဲအပြစ်မြင်ပြီးတော့ရှေ့ဆန်မရောက်နေတဲ့စိတ်မျိုးတွေဖြစ်ပေါ်နေတဲ့အတွက်မိတ်ဆွေတို့အနေနဲ့ဖြစ်ခဲ့ပြီးသားအရာတွေပြီးခဲ့ပြီးသားအရာတွေကို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 ပြန်သုံးသပ်ရင်းနဲ့ကွန်ပျူတာရောကြတဲ့အမျိုးလုံးရှိကန်ကြီးစိတ်တွေအားနည်းနေတဲ့စိတ်မျိုးတွေဖြစ်ပေါ်နေတဲ့အတွက်မိတ်ဆွေအင်္ဂါသတိမိတွေနဲ့လက်ရှိကာလအတိုင်းကမှာအရာရာကိုအဲမိတ်ဆွေတို့အနေနဲ့ပြီးခဲ့တာတွေကိုလည်းပြီးပြီလို့ကသတ်မှတ်ပြီးရှေ့ထိုးပြီးတော့ကံကောင်းအောင်ပုတ်တက်ဆောင်ရွက်ဖို့အတွက်တော့အကြံပြုပြောကြားလိုက်ပါသေးတယ်အလောက်က အလုပ်ကိုင်းနဲ့ပတ်သက်လာရင်တော့လက်ရှိမှာလုပ်ငန်းလုပ်ရက်လေးတွေစတင်ချင်းတွေမှာရှေ့မရောက်တာမျိုးလေးတွေနည်းနည်းလေးအထင်းတော်အကြံ့ကြာလေးတွေပေါ်နေတာမျိုးလေးတွေကြုံရတတ်တယ်လို့အထက်လူကြီးကြီးကဲရဲ့ဖျားလေးတွေစီမင်းသစ်စီကန်းတက်လေးတွေကြောင့်စိတ်ပန်းလူပန်းဖြစ်နေတာမျိုးစိတ်မောလူမောဖြစ်နေတာမျိုးအရာရာကိုကိုနားလှုပ်လိုက်ဒီနားတေးလိုက်လွဲလိုက်စတာမျိုးတေးလွဲတွေလွဲနေတာမျိုးတွေလုပ်ငန်းဆောင်တာကိစ္စအဝဝတွေမှာအနည်းငယ်လေးအစာပိုင်းမှာအထင်းတော်လေးတွေကြုံတွေ့နေရတတ်တော့ကာလာဖြစ်တဲ့အတွက်အလုံးနဲ့ပတ်သက်လို့လုပ်ငန်းနဲ့ပတ်သက်လာလို့ရှိရင်မိတ်ဆွေတို့အနေနဲ့အရာရာကိုတတိကြီးကြီးထားပြီးလှုပ်ဆောင်ရတတ်တော့လိုအပ်သောကာလာဖြစ်ပါတယ် ယာဟုလုပ်ငန်းကိုင်ရနဲ့ပတ်သက်ယာဟုတို့ကိုအနှဲငယ်ပြီးအားနည်းနေလောကလားယာဟုနဲ့ပတ်သက်လို့နေရာဆိုင်ကြီးနဲ့ပတ်သက်လို့အလုံးနဲ့ပတ်သက်လို့အဲယာဟုတို့ကိုယာဟုတက်ဖို့အတွက်ကိုအဲမိတ်ဆွေတို့အနေနဲ့မျောလင့်ထားသလိုဖြစ်မလာတတ်ဘူးအထင်ပေါ်လေးတွေကြုံရတတ်တဲ့အတွက်ကြောင့်မိတ်ဆွေတို့အနေနဲ့ဒီကာလအမျိုးမှာယာဟုတို့ချင်းယာဟုတက်ခြင်းတွေကိုသတိပြုစင်ကြမှာဘတ်ဖို့လုပ်ငန်းတွေနိုင်ငံခြားဆိုင်ရာလုပ်ငန်းတွေရဝေးခရီးသွားနဲ့ပတ်သက်တာမျိုးတွေမှာအလိမ်ခံရတာမျိုးတွေအဲစိတ်တိုင်းမကြဖြစ်ရတာမျိုးတွေသတိပြုစင်ကြရတော့လိုအပ်ပြီးတဲ့အခါဒီကိစ္စလေးတွေမှာတော့လော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 လင်းစလို့မပြုတ်လို့ပါနဲ့ ဖြစ်လာမယ်ကိစ္စလေးတွေကိုကြိုတင်ပြီးတော့အပြတ်သဘောဆောင်တဲ့စကားလေးတွေကိုမပြောဖို့လိုအပ်ကြောင်းနဲ့အင်္ဂါသားသမီးမိတ်ဆွေတွေဟာအလုပ်လုပ်ငန်းညာနဲ့ပတ်သက်လာရင်ကိုကိုယ်တိုင်ဦးစီးဦးဆောင်လုပ်စင်းတဲ့တဦးတယောက်ရဲ့အကူအညီအကြံစီကိုရယူလိုက်တာဟာပုံမကောင်းမှုပြီးတော့အဲကံကောင်းစီတဲ့ကာလဖြစ်ပြီးအမိခံလှုပ်ရှင်းနေအာမခံခြင်းတွေတတိပြုစင်ရင်အတွက်တော့လိုအပ်သောအပတ်တာကာလပိုင်းရှာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ရစီကျမကြီးကျမကြီးနဲ့ပတ်သက်လာလို့ရှိရင်တော့မိတ်ဆွေတို့အနေနဲ့ ဲခန္ဓာကိုယ်အောက်ပိုင်းပတ်သက်ပြီးတော့သတိထားဆင်ရင်ရမယ်အထူးသဖြင့်အဲခြေထောက်တွေနဲ့ပတ်သက်ပြီးထိခိုက်တာမျိုးကိုသို့မဟုတ်လို့ရှိရင်အဲခြေပြားလက်ပြားတွေအေးတာမျိုးတွေနာကျင်တာမျိုးတွေခန္ဓာကိုယ်အောက်ပိုင်းဒူးလို့ခါးလို့နဲ့ပတ်သက်တဲ့အရာလေးတွေမှာအဲဟိုလေးလံတာမျိုးလေးတွေအဲညောင်းကြိုက်တာမျိုးဒါမျိုးတွေပတ်သက်ပြီးဖြစ်စီလေဖြတ်တာမျိုးလေဖြန်းတာမျိုးတွေမှာသတိပြုဆင်ရင်ရလိုအပ်ပြီးတဲ့အခါရာသီဥပြောင်းကာလလေးတွေကြောင့်လည်းမိတ်ဆွေတို့အနေနဲ့သတိပြုဆင်ရင်ရအတွက်တော့လိုအပ်ပြီးတဲ့အခါမိတ်ဆွေတို့အနေနဲ့ ရနေရာအစ်စ်လုပ်ငန်းအစ်စ်ကိုမသိတဲ့ရာသီဥတုတွေမှာတော့အပြောင်းလဲလေးတွေနေထိုင်တာလေးတွေမှာသတိပြုစင်ကြံတဲ့အရက်ဒေတာစိမ့်တာမျိုးလေးတွေကြောင့်နေသားမကျတာမျိုးလေးတွေကြောင့်တော့သတိပြုစင်ကြံလိုအပ်ပြီးရခါမကောင်းတဲ့အတတ်ပညာတွေအတိုက်ခိုက်နေတဲ့ပတ်သက်လာရင်ကိုကိုလူလွဲပြီးတိုက်တာမျိုးတွေတော်တော်ညံ့နေနော်ဟုတ်လူတော်လွဲပြီးတိုက်ရတယ်ဆိုတော့နော်အဲကိုကိုစေတနာတွေဝေဒနာဖြစ်ရတာမျိုးတွေကြောင့်အတက်တဲ့အတွက်ဒါလေးတွေမှာတော့သူများကြွေရကန်းလေးတွေသတိပြုစင်ကြံမှာခြေပုတ်လက်ပုတ်စကားပြောတာမျိုးလေးတွေမှာတော့သတိပြုစင်ကြံတော်တော်လူဘတော်ကာလပိုင်ချာဖြစ်ပါလေခင်ဗျာ ငွေကြေးငွေကြေးနဲ့ပတ်သက်လာရင်တော့ငွေကြေးတွေလုပ်ငန်းရေးငလဲဝင်လာတာမျိုးလေးတွေထိပေါက်ကံလေးတွေရရှိတတ်တယ်လို့အထက်လူကြီးမိဘကိုယ့်ရဲ့ဆရာသမားတွေရဲ့အထောက်ပံ့တွေအကူအညီတွေစူးစီးမြင်ခံရတာမျိုးလေးတွေမမျော်လင့်မဲ့နဲ့မင်းများဆက်ဆက်ဝင်လာတာမျိုးလေးတွေထိကန်ဆန်းလို့ထိထိုးတာမျိုးလေးတွေအဲဒီလိုမျိုးကိစ္စလေးတွေနဲ့ပတ်သက်ငွေကြေးလုပ်ငန်းရေးငလဲဝင်လာတာမျိုးလေးတွေကြုံရတတ်တယ်လို့အဲငါကူက မိမိရဲ့အိမ်အောင်ဖက်နဲ့ပတ်သက်ပြီးတော့ငွေကြေးတွေလုံနေရင်းနဲ့ဝင်လာတာမျိုးကိုမဟုတ်ရင်မိအကြောင်းပြုပြီးမိသားစုကိုအကြောင်းပြုပြီးလုပ်ငန်းကိုအကြောင်းပြုပြီးတော့ငွေကြေးဝင်လာတတ်တယ်လို့လက်လွန်ထားတဲ့ငွေကြေးတွေမှာလည်းရရဝုန်းဝုန်းနဲ့ပြောဆိုပြီးတော့တောင်းမှငွေကြေးလက်လွန်ထားတဲ့ကိစ္စတွေပြန်လည်ရရှိတာမျိုးတွေကြုံရတတ်တယ်လို့အဲဘာသာတရားလို့စဉ်းစားလို့ဘာသာရေးဆိုင်ရာကိစ္စလေးတွေပြုံမှုဆောင်ရွက်လောက်ဆောင်ပြီးချင်းဟာပုံမှုပြီးတော့ငွေကြေးဝင်လာတာမျိုးလေးတွေအဲဂုံတော်တစ်ခုခုဘာသာတရားတစ်ခုခုကိုရွတ်ဆိုဖို့ ူဇော်ခြင်းဖြင့်မိတ်ဆွေတို့ကငွေကြီးလုံးနေရင်းနဲ့ဝင်လာတတ်တယ်လို့မမြင်ရတော့ပဋ္ဌာန်းဆက်တွေပုဂ္ဂိုလ်ဆက်တွေရဲ့အကူအညီတွေရရှိတတ်တယ်လို့စိတ်ထဲမှာခက်ခဲနေရင်တော့အဲ့ဒီအခက်အခဲဟာအကြောင်းအရာမျိုးစုံနဲ့အစဉ်ပြေအောင်မြင်သွားမယ့်ကာလဖြစ်တဲ့အတွက်တော့မိတ်ဆွေတို့အနေနဲ့လုပ်ငန်းကိစ္စအလုပ်ကိစ္စအားနည်းနေရင်တော့ငွေကြီးနဲ့ပတ်သက်လို့တော့စိုးရိမ်စရာမတွေ့ရဘူးအဲစိုးရိမ်စရာလည်းမရှိနေဘူးဆိုတဲ့ကာလကံမျိုးဖြစ်ပါတယ်။ဒါအပြင်မိတ်ဆွေတို့အနေနဲ့လက်ရှိကာလမှာအိမ်တော်ရင်းနဲ့ပတ်သက်လာရင်တော့အမျိုးသားရဲ့သို့မဟုတ်မိမိအိမ်တော်ပတ်ဇနီးမယားရဲ့အကူအညီထောက်ပံ့တွေကိုများစွာရရှိတတ်ပြီးတော့သူတို့နားကနေပြီးတော့အကြံဉာဏ်ကောင်းတွေရရှိတာမျိုးအဲ မိတ်ဆွေတို့အနေနဲ့တွေးအေးနေတာမျိုးတယောက်နဲ့တယောက်တူးနဲ့တူးနားလည်မှုလွဲနေတော့အိမ်တော်ကြီးတွေမှာဆိုရင်တော့ပြပြလဲလဲနဲ့ချစ်တူဆောင်ရည်အေးချမ်းမှုနဲ့ငြိမ်းချမ်းမှုတွေရရှိမဲ့အိမ်တော်ကြီးတွေကြုံတွေ့ရတတ်တော့ကာလဖြစ်တဲ့သာသမိကိစ္စလေးတွေကြောင့်တော့ငွေကုန်ကြီးကြများတတ်တယ်လို့သာသမိပညာရေးကိစ္စလေးတွေကြောင့်စိတ်တိုင်းမကြခြင်းမျိုးလေးတွေညာစနလိုစိတ်မကြည်လင်ခြင်းမျိုးလေးတွေအနည်းငယ်လေးသာသမိကိစ္စလေးပေါ်မှာမိမိမှာဖြစ်လို့သောစိတ်လေးတွေများနေတတ်တော့ကြောင့်နည်းနည်းလေးစိတ်ပန်းလူပန်စိတ်မောလူမောဖြစ်ရတာတော့အတိအကျပဲဖြစ်ပါတယ်ခင်ဗျာကောင်းပြီမိတ်ဆွေတို့အနေနဲ့ဒီအပ္ပတ္တတော့ဒီမှာဆိုလူငယ်တွေအရှိရင်နဲ့ပတ်သက်လာရင်တော့ မိမိတို့အနေနဲ့အိမ်အောင်ပြုရန်စိတ်ဆက်ရန်ကြောင်းလန်းပြောဆိုတာမျိုးလေးတွေအဲမိမိတို့အနေနဲ့တုံးနဲ့တူတယောက်နဲ့တယောက်ဝါချွတ်ပြီးအရှိရအတတ်ရဆိုတဲ့ဝါလည်းချွတ်ပြီးဆိုတော့အဲဆရာမိတ်ဆွေတို့အနေနဲ့အိမ်အောင်ပြုလို့လည်းရတယ်လို့အိမ်အောင်ပြုရန်တိုင်ပင်တာမျိုးသူမဟုတ်လို့ရှိရင်အဲမိတ်ဆွေတို့အနေနဲ့တုံးနဲ့တူတယောက်နဲ့တယောက်မိဘချင်းတွေ့တာမျိုးလေးတွေစုံတွေ့တာမျိုးလေးတွေပြောဆိုတာမျိုးလေးမှာတော့အင်မတန်အားသာကောင်းမှုပြီးတော့အနာဂတ်အတွက် နှလွာပေါက်မှတရွက်ဆိုလဲဆုံးဖြတ်ချက်လေးကိုအင်မတန်ချလို့ကောင်းတော့ကာလာဖြစ်ပြီးစကားမဖြစ်ဆက်ဇာငယ်နားမှာလာပြီးတော့မင်္ဂလာရက်လာကြည့်လို့ရတယ်နော်။ကောင်းပြီဆိုတော့မိစေတို့ဒီကာလာတော့ဒီမှာဆိုအိမ်အောင်ပြုခြင်းဆစ်ဆက်ခြင်းကြောင်းလန်းခြင်းတွေချစ်တို့ဆောင်တဲ့လှုပ်ဆောင်ရင်အာသာကံကောင်းမှုတွေရရှိမဲ့ကာလာဖြစ်ပြီးတော့အထက်လူကြီးအကြီးကဲရဲ့နေရာပေးခြင်းခံရတာမျိုးတွေဒီမိစေတို့အနေနဲ့အခုကြီးထောက်ကူတွေရရှိတာမျိုးတွေဂျုံအပ်တဲ့ကာလာဖြစ်ပါတယ်ခင်ဗျာ။ ဒါအပြင်လုပ်ငန်းနဲ့ပတ်သက်ရင်ကိုပိုင်လုပ်ငန်းစတင်လှုပ်ဆောင်လို့လည်းမိတ်ဆွေများအနေနဲ့နည်းနည်းလေးတော့သတိပြုစင်ကြမှာကိုတအုပ်တဲ့အတွေ့အမြင်တွေထပ်ဆောင်လို့ရှိရင်အခြားသူတအုပ်တွေရဲ့အကူအညီကိုရရှိပြီးတော့လှုပ်ဆောင်တာမျိုးသူများတွေရဲ့အဆုရှေရလုပ်ငန်းတွေမှာကိုကပါဝင်တာမျိုးကိုအမိမခံမဲနဲ့လှုပ်တာမျိုးကပုံမူအားသာကောင်းမှုတိုးတက်ပြီးကံကောင်းနိုင်သောကာလဖြစ်တယ်။ငကူကအဲမိမိအနေနဲ့ငကူကတအုပ်တယောက်တစုံတယောက်ပေါ်မှာမိတ်ဆွေတို့အနေနဲ့ ဟိုစနလိုပေါ့ဟိုပေးစရာရှိတဲ့အရာတွေသို့မဟုတ်ရင်လွဲမှားနေတဲ့အရာတွေအထင်မြင်လွဲနေတဲ့ကိစ္စတွေမှာလည်းဒီကာလမှာပြည်လဲဖြင်းချင်းပြီးတော့တရားနဲ့တရားကူးနဲ့ကူးနားလည်မှုတွေရရှိတတ်သောကာလဖြစ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့အနေနဲ့တဦးနဲ့တူတယောက်နဲ့တယောက်ငြိမ်းချမ်းမှုနဲ့အေးချမ်းမှုတွေကိုအချစ်တိုးဆောင်ရွက်လုပ်ဆောင်ပြီးအားသာထောက်မှုမှုတွေတိုးတက်မှုတွေရရှိတတ်ပါတယ်ဆွေမျိုးသားချင်းများ ဖြစ်နိုင်အိမ်မလာရလို့ဆိုင်ထုတ်တာတတ်တာပါအဲဆွေမျိုးတာချင်းကိစ္စလေးတွေကြောင့်ညီကောင်မောင်နှမကိစ္စလေးတွေကြောင့်တော့အဲတယောက်စိတ်ညစ်စရာလေးတွေကြုံရတာမျိုးလေးတွေအဲစိတ်မချမ်းသာစရာလေးတွေကြားရတာမျိုးလေးတွေသို့မဟုတ်လို့ရှိရင်နည်းနည်းလေးဟိုစိတ်ကုန်လို့ကြားတာမျိုးလေးတွေဖြစ်တတ်တဲ့အတွက်တော့ဒီရှာလေးတွေကိုတတိပုစင်ကြီးမှာစက်ပစ္စည်းရင်တွေတခိုးခိုးခံရတာမျိုးတွေပျောက်တာမျိုးတွေခဏခဏပြက်တာမျိုးတွေကြုံရတတ်တဲ့အတွက်ကြောင့်မလို့ဒါလေးတွေမှာအရေးကြီးတော့ကိစ္စလေးတွေမှာတတိကလေးနဲ့မောင်းငင်သုံးဆွဲအတုံးချလို့ဒါကပုံမှုပြီးတော့ကံကောင်းစီမှုတွေကိုတတိဆိုတာ ပိုတယ်မရှိဘူးပြုလို့ဆောင်ရွက်ခြင်းတွေဟာပုံမအားတာကောင်းမှုပြီးတဲ့အခါယင်ဆက်ပစ္စည်းနဲ့ပတ်သက်လို့ရှိရင်မိတ်ဆွေတို့နဲ့ဖြစ်နိုင်ရင်အစ်စ်ဝယ်လာမျိုးလေးတွေမှာကံတရားရဲ့ထင်ကောင်းမှုကိုရရှိတတ်တဲ့ကာလအတွက်သတိပြုစင်နေမှာမိမိအိမ်ကိုရှစ်တော့မတန်သူတွေသို့မဟုတ်ရင်ခန္ဓာကိုယ်တစ်ခုခုမှာရှုံ့ရွေးနေတဲ့သူတွေကိုညာအိမ်ညာနေလို့ခေါ်ပါလေဒါလေးတွေကိုသတိပြုစင်နေပြန်လိုအပ်ပါလေမိမိအိမ်ရဲ့ဖခင်ကြောင်းဆောင်မှာဖခင်ဆင်းလို့တော်တယ်အပဲ့တွေအပြက်တွေ ကျိုးလွမ်းနေတာရှိလို့ရှိရင်စွန့်ပေးဖို့လိုအပ်သောကာလပတ်တာအပိုင်ချဖြစ်ပြီးတဲ့အခါမိမိတို့ရဲ့ကန်ဆာတာညံ့နေရင်ဖျားချောင်းကိုတန်ရှင်းခြင်းဖြင့်ကန်ဆာတာတိုးတက်ခြင်းတွေရရှိနိုင်သောကာလပိုင်ချဖြစ်ကြောင်းထပ်တော်ပြောကြားလိုက်ပါစီ။ကောင်းပြီ။ဒီအပတ်တာတော့လည်းမှဆိုရင်အင်္ဂါသားသမီးမိတ်ဆွေတွေအနေနဲ့မိတ်ဆွေတို့ရဲ့အရေးကြီးသောကိစ္စတွေကိုလုပ်တဲ့အခါမှာတောက်ကြသားသမီးတို့၊ကြာစာပတိသားသမီးတို့ရဲ့အကူအညီထောက်ကူကိုရရှိပြီးလှုပ်ဆောင်တာဟာပုံမကောင်းမှအားသာပြီးတဲ့အခါအနီရောင်းလို့ အဖြူရောင်းလို့မိတ်ဆွေတို့နဲ့ပန်းရောင်လို့ဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုပြီးကံကောင်းစီပါတယ်အချိုးပေးသောအရက်ဟာတော့အရှိမြောက်ကောင်းရက်ဖြစ်ပါတယ်ခင်ဗျအချိုးပေးကံကောင်းစီသောကဏ္ဍအနေနဲ့ဆိုလို့ရှိရင်တော့6ကဏ္ဍ7ကဏ္ဍနေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုပြီးတော့အာသာကောင်းမှုကံကောင်းစီပါတယ်အချိုးပေးသောအရာအနေနဲ့မိတ်ဆွေတို့ရဲ့ရောင်းကုန်ဝယ်ကုန်တွေအယောင်ဖွဲ့အယောင်သွက်စီလို့ပြမိမိတို့ရဲ့ပုံပစ္စည်းတွေကိုဓာမီလေးတစ်ချောင်းနဲ့တို့မဟုတ်ရင်တက်ခဲလေးတစ်ခုနဲ့တိတွေရိုက်ကုန်ပြီးတော့ရောင်းထွက်ပါစီလို့ဆိုတော့ရောင်းထွက်သွားမှာအတိအကျပဲဖြစ်တယ်အဆက်ဆက်ရရမိတ်ဆွေတို့အနေနဲ့အစင်ပြအောင်မြင်စီရန်ပြီးတော့ ဒါနဲ့စကားမဆက်ဆရာမင်းနာဘီလီဗီစီရင်ခွန်93နဲ့93လေးတခြား790 2904 format စစ်မှာဆက်သွယ်မိမြန်နိုင်ကြောက်ဆရာကပြောရင်းနဲ့မိတ်ဆွေတို့အဆက်ဆက်ရရအစင်မေးအောင်မြင်တိုးတက်စီရန်အတွက်ရတေဤဥက္ခဏီရဲ့ဒါနာတိတ်ချီဆိုတော့ကာတာကိုမနမိုးလေးနဲ့ကတက်စီပြီးပြီပါဒါဆိုရင်မိတ်ဆွေတို့ရဲ့ကံဒီတိုးတက်ကောင်းမှုပြီးကံကောင်းလာမှာအသေးချာဒီကြောက်ဆရာကတပတ်စာတာတော့ဟောရင်းနဲ့နောက်ဒီလိုမှာပြန်ဆုံပါမယ်အင်္ဂါဒီအားလုံးအစင်မေးကြပါစေလို့ဆရာဆုတောင်းလိုက်ပါတယ်ကျေးဇူးပါမြတ်